ားလုံးပဲမင်္ဂလာပါရှင် AM Channel ရဲ့လျှက်တစ်ပြက်ကျမ်းမာရေးအစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်လေးမှာတော့ကျမ်းမာရေးပူးစလအကြောင်းတွေကိုအချိန်တိုလေးအတွင်းမှာနားလည်အောင်ပြပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကဆိုရင်တော့ဖြင့်ခနာကိုယ်ထဲမှာတန်တက်လွန်ခဲ့တဲ့အကြောင်းကိုပြပြမှဖြစ်တဲ့အကြောင်းမို့လို့ view လေးကိုဆုံးနဲ့တိကြည့်ပေးကြပါဦးနော်။တန်တက်လွန်ခဲ့တဲ့ဆိုတော့ကကိုယ့်ရဲ့ခနာကိုယ်ထဲမှာရှိတဲ့ဗီဇတစ်ခုကချွတ်ရင်သွားပြီးတော့ခနာကိုယ်ထဲမှာရှိတဲ့တ िश ူးတစ်စီမှာ တန်လက်ကလွယ်ထက်ပို့ပြီးစုပေါ်လာတာကိုပြောရမှာဖြစ်ပါတယ်မျိုးလိုက်တဲ့ယောဂတခုလည်းဖြစ်ပါရဲ့နော်တန်လက်ဟာဆိုရင်ကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေထဲမှာအဓိကပါဝင်တဲ့တက်စင်တခုဖြစ်ပြီးတော့လွယ်ထက်ပို့လာတဲ့အခါမှာအန္တရာယ်ရှိစေနိုင်ပါတယ်အမျိုးသမီးတယောက်အနေနဲ့ခရောင်ကိုထဲမှာရှိတဲ့တန်တက်ကတော့3ခွန်ဖြစ်ပြီးတော့အမျိုးသားတယောက်အနေနဲ့ကတော့4ခွန်ပဲဖြစ်ပါတယ်။တန်တက်လူကန်းနေပြီဆိုလို့ရှိရင်တော့အဲ့ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာတန်တက်က20ခွန်လောက်ထိမြင့်မားနေရပဲဖြစ်ပါတယ်နော်။ တန်တဲ့လူကလေးယောဂဖြစ်ပေါ်မှုနှောင်းအောင်ဆိုလို့ရှိရင်အမျိုးသားနဲ့အမျိုးသမီးရောပေါ့နော်ဖြစ်ပေါ်မှုနှောင်းအောင်အတူတူပါပဲ။ဥယောပါနယ်ပါလူမျိုးတစုမှာဖြစ်များတဲ့ယောဂပါ။ဒီယောဂရဲ့ဗီဇအမည်အရဆိုလို့ရှိရင်တော့ HF ပဲဖြစ်ပါတယ်။ HF ဗီဇတစ်ခုရှိရတဲ့သူတွေမှာဆိုရင်ယောဂလက္ခဏာကမပြမိမယ်။ယောဂသင်ဆောင်တဲ့သူတွေတော့ဖြစ်ကြပါတယ်။ဒီ HF ဗီဇနှစ်ခုရှိတဲ့သူတွေကတော့တသက်လုံးယောဂလက္ခဏာမပြတဲ့သူတွေရှိသလိုယောဂလက္ခဏာကိုပြင်းပြင်းထန်ထန်ပြတဲ့သူတွေရှိပါတယ်။အရှိန်အိုင်လူမျိုးတွေမှာတော့ဒီတန်တဲ့လူကလေးယောဂဆိုလို့ရှိရင်အဖြစ်ခဲ့ပါတယ်။ ဒီယောဂဖြစ်တဲ့အခါမှာခန္ဓာကိုယ်မှာတန်တက်တွေကလိုအပ်ထပ်ပို့ပြီးတော့ညားရတဲ့အတွက်ကြောင့်မို့လို့တ िश ူတွေကအင်္ဂါမှာစုမုံလာပြီးတော့အင်္ဂါပြည့်စည်လာပြီးဖြစ်လာနိုင်ပါတယ်။ဒီယောဂကိုနှမျိုးပြန်ခွဲထားပါတယ်။ HIV visa ချွေမှုကြောင့်ဖြစ်တဲ့ယောဂကိုတော့ primary hemochromatosis လို့ခေါ်ပါတယ်။မျိုးရိုးကြောင့်ဖြစ်တဲ့ဒီယောဂရှင်တွေမှာသူတို့ရဲ့ဦးဟာလိုအပ်ထပ်ပို့ပြီးတော့တန်တက်တွေကိုစုပ်ယူရတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတန်တက်တွေဟာတ िश ူတွေအင်္ဂါတွေကိုပြည့်စည်ပြည့်လေရှိပါတယ်။ တခြားအကြောင်းရင်းကြောင့်တန်တက်ကလွှတ်ထပ်ပို့ပြီးတော့စုပေါင်းလာပြီဆိုရင်တော့အဲ့ဒီအခြေအနေကို secretary hemochromatosis လို့ခေါ်ပါတယ်။တန်တက်ကြွားတဲ့အားစီးတွေကိုအလုံးအုံတောက်တာသွေးခဏခဏသွေးရတာသွေးနေဥပြုခဲ့တဲ့တလစီမီယာလိုမျိုးယောဂရှိနေပြီဆိုလို့ရှိရင်လည်းတန်တက်တွေကလွှတ်ထပ်ပို့ပြီးတော့စုပေါင်းလာပါတယ်။အဲ့ဒီအချက်တွေကြောင့်တန်တက်လွန်ခဲ့တဲ့ယောဂါကိုတော့ secondary hemochromatosis လို့ခေါ်ပါတယ်။အဓိကပြတ်တဲ့လက္ခဏာအနေနဲ့ကတော့တန်တက်လွန်ခဲ့မှုကြောင့်ပြင်းပြတ်တဲ့မောပန်းနာနဲ့အားရကုန်ခန္ဓာအရိုးစစ်တွေနာကျင်တာဝမ်းပိုက်ထပိုင်းမှာအမိမသာဖြစ်တာ လက်ဆန်းစာမှုမရှိတော့တာဒေတာအငတ်တာနဲ့စီတအားတော့တာလိုမျိုးစီတူတူယောဂရဲ့လက္ခဏာတွေပြတာပဲဖြစ်ပါတယ်။ယောဂတဲ့အများစုကအသက်30နဲ့60ကြားအရွယ်ရောက်တဲ့အထိယောဂလက္ခဏာတွေပြတတ်ကြပါဦး။ယောဂလက္ခဏာပြပြီဆိုလို့ရှိရင်လည်းတချို့ကတော့အပြော့စာလက္ခဏာတွေအနည်းငယ်ပြီးသွားတာမျိုးလည်းရှိပါတယ်။တန်တက်လိုခဲ့တဲ့အတွက်ကြောင့်မို့လို့အရေးများဟာကျင်းညူရောင်လို့ ခဲရောက်လို့လို့အများနဲ့မှိုင်းနေတက်ပြီးတော့အရေးပြားရဲ့မူလအယောင်ပြောင်းနေတတ်ပါတယ်။ဒီရောဂါတွေကိုစောစီးတာရှာဖွေပြီးတော့ကုသမှုမလုပ်ဘူးဆိုရင်အင်္ကာတွေမှာစုပုံလာပြီးတော့အင်္ကာပြက်စီတာတွေဖြစ်လာနိုင်ပါတယ်။အသည်းမှာစုပုံရင်တော့အသည်းချောက်တာဝတ်ချိုအိမ်မှာစုပုံရင်တော့စီချိုဖြစ်တာမျိုးတွေနှလုံးမှာစုပုံလာတဲ့အခါမှာနှလုံးရဲ့လုံငန်းဆန္ဒတွေကပြက်စီးသွားတာပီယူရီဂလန်မှာစုပုံသွားရဲ့ဆိုလို့ရှိရင်တော့လိပ်စဲဆောင်မှုတွေကကျဆင်းပြီးတော့ပန်းတွေပညူယောဂါဖြစ်ရှင်နိုင်ပါတယ်။တချို့ပြက်စီတာတွေကဆိုရင် အသက်အန္တရာယ်ကိုပါထိခိုက်ဆန်တဲ့အတွက်ကြောင့်မို့လို့ရောဂါကိုစောစီးရှာဖွေပြီးတော့ကုသတာကတော့အကောင်းဆုံးပါပဲ။သွေးစည်းကြီးလို့ မှာအသေးအင်ဆိုင်မှာအစရည်အများကြီးတင်တာကိုတွေ့ရပြီဆိုလို့ရှိရင်တော့အသေးစစ်ဆေးမှုပါခံယူတင်ပါတယ်နော်ခန္ဓာကိုယ်ထဲမှာတန်တက်လိုခဲ့တာနဲ့ပတ်သက်ပြီးတော့သိစစ်ဆေးမှုနှစ်ခုပြုလုပ်ပေးဖို့လိုအပ်ပါတယ်ပထမတစ်ခုကတော့ခန္ဓာကိုယ်ထဲမှာတန်တက်လိုခဲ့နေတာကိုတိုင်းတာဖို့အတွက် transparent စစ်ဆေးမှုနဲ့နောက်တစ်ခုအနေနဲ့ကတော့ HPV ဗီဇာနဲ့တခြားဗီဇာတွေကို chromosome test ကိုအသုံးပြုပြီးတော့စစ်ဆေးတာပဲဖြစ်ပါတယ်မျိုးရိုးဗီဇာကဒူနာကယောဂဗီဇာကိုတည်ဆောင်တဲ့သူလားဒါမှမဟုတ်ရှင်ယောဂရှိတဲ့သူလားဆိုတော့ကိုဖွဲ့ချပြပါလိမ့်မယ်နော်ကုသမှုအနေနဲ့ကတော့သွေးလူလို့ရှိရင်သွေးကိုထိုးရတဲ့ပုံစံအတိုင်းပေါ့နော်ယောဂဖြစ်နေ သူတွေရဲ့သွေးကိုလည်းခနာကိုယ်ထဲမှာရှိတဲ့သွေးတွင်းတန်တက်ကပုံမှန်ဖြစ်တဲ့အချိန်အထိတပတ်ကိုသွေးလီတာဝက်နှုတ်ထုတ်ပေးဖို့လိုအပ်ပါတယ်ဒီလိုမျိုးကိုတချို့လူတွေမှာကနှစ်နှစ်လောက်ထိပေါ့နော်ပြုလုပ်ပေးရပါတယ်အဲ့လိုမျိုးလုပ်ပြီးသွားမှာခနာကိုယ်ထဲကသွေးတွင်းတန်တက်ကပုံမှန်ဖြစ်သွားပြီဆိုလို့ရှိရင်သုံးလင်းရတဲ့ချိန်တော့ပုံမှန်ထုတ်ပေးဖို့လိုအပ်ပါတယ်နော်။ဒူနာကပုံမှန်အတိုင်းရှားသွားလို့ရတယ်ဆိုပေမဲ့အနေအောင်ကျွေးသွားတဲ့အသားတွေဘယ်လိုကကြောဒီတန်တော့ကျွေးသွားတဲ့အစာအစာတွေနဲ့အရက်ကူတော့ရှောင်ဖို့လိုအပ်ပါတယ်။ပြောလို့ရှိရင် တန်တဲ့အဖြစ်စီတွေနဲ့တန်တဲ့ဆုံးမူကိုအကောင်းစီတဲ့ဗီတာမင်စီအဖြစ်စီတွေကိုတော့တသက်သာရှောင်ဖို့လိုအပ်ပါတယ်။ယောဂမီစာတည်ဆောင်တဲ့သူတွေအနေနဲ့ကတော့ဘာမှလုပ်ဆရာမလိုပါဘူးနော်။အခုပြပြပေးခဲ့တာဆိုလို့ရှိရင်ခနာကူမှာတန်တဲ့လိုခဲ့တဲ့အကြောင်းပြပြပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။